MSP ညာခါလာအဲ့ဒီလုံးကြီးကိုလေမြဲကြားနေရတော့စက်သိန်းနေထားတာညာခါလာတာတာကစားချာစူလာသူ့အတင်းကိုတုတ်ထားတာဆိုတော့မလာလို့ရှိရင်ပို့ပြီးတော့ဆိုပြီးစိတ်ကောက်တော့မှာလေကိုဖြုတ်ချင်ဆုံးလဲဆိုတော့ထုံးပလဲရတနာပေါ့နော် သူ့တော်ဖြုတ်ရှင်ပါတယ်ငါဘလို့သူ့ဘလို့အနိုင်မအောင်အနိုင်ယူပြီးဘလို့ဆော့မလဲဒါတွေကဆက်ကိုကစဉ်းစားထားပြီးလားသူ့အတင်းကိုတုတ်ထားတာဆိုတော့မလာလို့ရှိရင်ပို့ပြီးတော့ဆိုပြီးစိတ်ကောက်တော့မှာလေအဲ့တော့လာပြီးတော့ဝင်ဝင်ရတာပေါ့နော်အဲ့ပြီးတော့ဟမ်ဟုတ်တယ်တင်းတုတ်ထားတာဆိုတော့ ။အဲ့တော့ဒီကစားပွဲကိလာကစားပွဲမှာလည်းသူ့ကို ဖြုတ်ရှင်ဆုံးဆိုပြီးကိုကအတိတ်တုတ်ထားတာဆိုတော့ဒါကို့အပြစ်ကမလုပ်ဘူးလေ။ခေါင်းကြီးနံပါတ်ကြီးဖြစ်နေပြီ။အဲ့တော့သူ့ပွဲလေးရှိတယ်ဒီနေ့ကျတော့ဒါသူ့ရဲ့ပွဲဥထွက်ကားလေးလို့လည်းပြောတယ်။ဟဲ့နော်ပွဲဥထွက်ကားလေးလည်းပြောတယ်ဆိုတော့ဒါလေးလာခဲ့ပေးပါဆိုပြီးတော့အဲကျွန်တော်တို့ခေါ်တာနဲ့ဒီပွဲကိုလာခဲ့တာပါ။ကို့ဖြုတ်ရှင်ဆုံးလဲဆိုတော့ထွန်းပလေးရတနာပေါ့နော်။ သူ့တော့ဖြုတ်ရှင်ပါတယ်အမ်သူနှန်းကလေဟိုးအင်ကလေးကတင်နှန်းမှာတကယ်ကလည်းစုံနေစုံပြစ်တယ်ဟိုပြောမယ်ဆိုရင်တော့ရှူတင်မှာတော့ဟိုစုံစုံတာတော့မရှိဘူးအပြင်မှာစုံနေရက်ကာပက်ရှူနေအဲ့လိုမျိုးကြီးပေါ့နော်စုံပြစ်တယ်ပွဲကြီးမှာအခုဆိုရင်ဒါကီလာကစားပွဲမှာလည်းစုံပြစ်တယ် ဆိုတော့သူနဲ့ကကြတော့ရီရအတွေ့အာနဲ့တောက်နှစ်ယောက်ကစနောက်နေကြတာဟိုဆွီတင်မှာဒါမဆုံးဘူးတော့ဗောနော်ဆိုတော့ကိုမောင်မိုင်းပြတခုဆိုလို့ရှိရင် तू ကရင်လာလာခွင့်နဲ့ပြောတယ်အဲကိုကလည်းသူ့ကိုကိုကိုတောက်နေတယ်လည်းပြောပြပေးတာလည်းရှိတယ်အဲ့လိုမျိုးပေါ့ဆိုတော့အဲအတိကတော့ဒီကစားပွဲပြီးမှပိုကရင်းနှီးွားပို close ဖြစ်သွားတာအဲ့ကြောင့်အတင်းလာတုတ်တာတွေပြောတာတွေပေါ့တော့စုံညာပဲအခုတမျိုးအဲ့လိုပြောခဲ့ရလားအေးဟုတ်တယ်အဲ့လိုမျိုး ပြောရအောင်သိတော့မကျင်တတ်ဘူးပေါ့နော်ဟုတ်ရမရတော့လို့ချင်ပါလားကိုလုံးကကျွန်တော်ကိုပြုတ်စီခြင်းကြရဲဆိုတာသိတာဖြစ်မှာပါတကယ်စိတ်မကောင်းအဲဒီကားနာမည်လည်းညိဆိုတော့ဒါအပြင်မှာကျွန်တော်ကညိကြတာညိကြရဲဆိုတာသူ့ဖြုတ်ရှင်တယ်ဆိုပြီးကိုကညိညိတစ်ခါရောညိပြီးတော့ပြောချောက်လိုက်တာအဲ့တော့သူကအားကြားပြီးတော့စိတ်တွေဆိုးနေဟဲ့ဟိုမတရားဘူးတဲ့ကိုကြီးတဲ့အဲ့လိုပြောလိုက်မယ်လို့အေးလို့ အဲ့တော့ကလည်းမေးတယ်လို့ဘသူဖြုတ်ရှင်ဆုံးလဲမေးတော့ကစားသမား24ယောက်အဲ့ဒီမှာတော့စဉ်းစားနေတာဘသူဖြုတ်ရင်ကောင်းမလဲဆိုတော့ပလဲကိုဖြုတ်မယ်ဆိုပြီးပြောချလိုက်တာလို့တကယ်အမှန်ပဲလို့ဖြုတ်ရှင်လို့လို့စိုးရင်ဆုံးကိုကောင်းမြတ်ဆန်ဖြစ်မလားမသိဘူး။ तू ကနည်းနည်းလေးတွတ်တော့လေ။နည်းနည်းလေးတော့သူ့တော့နည်းနည်းလေးတော့အာရုံကဆိုင်မိတယ်။ तू ဘလို့လှုပ်ရှားမလဲ။နည်းနည်းလေးတွတ်တော့လေ။အဲ့ဒီခုတော့ဖြစ်ပါလေ။သူ့ကိုဖြုတ်ချင်ဆုံးလဲဆိုတော့ထုံးပလဲရတနာပေါ့နော်။ သူ့တော်ဖြုတ်ရှင်ပါတယ်သူ့လားအမတ်ဆိုကြိတ်ရည်ရှင်နေရကြိတ်ရည်ရှင်နေဆိုကြိတ်ပြီးတော့လေအဲသူဘယ်လိုပုံစံလဲထွက်ပြီးတော့ဘယ်လိုပုံစံလဲလာအောင်လဲမသိဘူးပေါ့နော်အဲသူ့ဘယ်စစ်မပြုတ်မလဲသူဘယ်လိုဖြုတ်ချမလဲအဲ့လိုတွေးနေရနှစ်ယောက်တကယ်တမ်းအဲ့လိုမျိုးဟိုစုံပြီးတော့ရွေးချရမယ်အခက်မျိုးတွေပါလို့ရှိရင်ငါဘယ်လိုသူ့ဘယ်လိုအနိုင်မအောင်နိုင်ယူပြီးဘယ်လိုဆော့မလဲဒါတွေအစကကိုကစဉ်းစားထားပြီးလားအဲ့လိုမျိုးကြီးပေါ့ဒီလိုမျိုးနေရရပါတယ်ဟိုစလာပြီးတော့သူဖြုတ်ရှင်နေရဆိုတာအဲ့ အဲစပြီးတော့ဝင်လာကြတဲ့ကောကသူတို့ကဘသူဘသူနဲ့ကြပြီးဘလို့ဘလို့ဆော့ရမယ်ဆိုတော့ plan ရေလည်းမရှိဘူးကစားသမားဒီမေးကြည့်လိုက်တော့လေသူတို့တွေကတိကြလာဆိုလည်းမတိကြဘူးဘယ်သူမှလည်းမတိကြအဲ့မတိဘူးမတိဘူးပဲဖြေကြတာပေါ့နော်တီလုံးတံမဲလေတောက်လျှောက်ဖွင့်လာတာအဲ့ညာခါလာအဲ့တီလုံးကြီးကိုလေမြဲကြားနေရတော့စက်သိမ်းနေထားတာ ဲ့လိုမျိုးပေါ့နော်ဒါဆိုကစားပွဲပြီးွားပြီပြီးွားပြီဒါပေမဲ့အဲ့ဒီတီလုံးကိုကနေတယ်သူကဘယ်သူထင်လို့တော့ဒါကျွန်တော်တို့ဒီဂျင်မိုတက်ကသူကဆရာမပေါ့နော်မခိုင်မောင်လင်းဖြစ်ပါတယ်သူသူကတာကွေးပြီးတော့လေကြီးပြီးတော့ဒီဘက်လဲလာတော့သူမျက်နှာမြင်တော့မလေးအမကြီးရဲ့လို့ကတာတော့ကွေးကောက်များပဲကျွန်တော်တို့ကပြင်ကစားပွဲမှာစပြီးတော့ငုတ်တော်လေးထိုင်ကလေးစသိင်းထားလိုက်ရတာလို့အဲ့လိုတော့ပြောနေရပါတော့မခိုင်မောင်လင်းလည်းလမ်းပြပြောနေရတာပေါ့ ဆန်းကျဲစွာဟေးလာမောင်ယောဝါအခုဒီကားကြည့်မှပဲတောင်းမရတော့ပဲဘာလို့မလဲတော့မသိဘူးဒါကစားပွဲပြီးကြတာဒါပြန်ဆောင်ရတာဒါဒီဒီဒီညီဆိုတဲ့ရုပ်ရှင်ကားကြီးမှာပေါ့နော်အဲသူ့ပွဲလို့လဲလာအပေးနေတာပြန်ဆောင်ရတာပေါ့ဆောင်တော့ပြန်တောင်းမယ်ပါတယ်ဆိုပြီးပြန်ပြောရမယ်အတောင်းမယ်မို့လာတာတကယ်တမ်းလေဘူးသူကြည့်နေတယ်ဆိုတော့တော်တော်လိုက်တဲ့ခါမှာလက်တော့ surprise ဖြစ်သွားတာ surprise ဖြစ်သွားတာပေါ့ ဒါပေမဲ့လေသူ surprise မဖြစ်အောင်လို့ပြောတော့ပြောထားညီမလေးတို့အထူးအစီအစဉ်တစ်ခုရှိရယ်ဆိုဟင်ဘာကြီးလဲကိုကြီးတဲ့အေးလို့ပြီးမှပဲထွက်လာမှမကြည့်တော့လို့ညီမလေးတို့အထူး surprise တစ်ခုလို့လောက်ထားရှိရယ်ဆိုထွက်လဲထွက်လာတကယ်တော့ကျုပ်ချင်းကဘာတူလဲဆိုဟင်တိတ်ပါပြီလို့အာကောတော့မွေပြန်ပြီဆိုပြအဲ့ချုပ်ချင်းကဘာတူလဲဆိုပလဲဆိုတော့ဟင်ကိုကြီးတဲ့မမိရလို့လာပြောရလားတဲ့အေးဟုတ်တယ်လို့ပြောတာ ဟုတ်ကဲ့ဒီကီလာကစားပွဲကလည်းမကြခင်ထုံလင်းပြတော့တာမှာပေါ့နော်စလာခဲ့ရတော့စိတ်ဝင်စားဖို့ကောင်းပြီးတော့စိတ်လှချောင်းမှုအပြည့်နဲ့ကျွန်တော်တို့တွေလည်းကစားခဲ့ရပါတယ်ကစားသမားကစားသမားရဲ့ချင်းချင်းကလည်းအဲ ပါကစားမယ်မသိရဲ့ feeling ရတော့ဟိုပွဲကင်းထဲမှာရောက်တဲ့အခါမှာပဲအဲ့ feeling ရတာဆိုတော့လေကစားပွဲစပြိုင်တဲ့အခါမှာအဲအဖွဲလိုက်ပြန်ရတာရှိရဲအဲလူတွေကတဖြည်းဖြည်းနဲ့နင်းနေပြီးတော့ရှင်ပြိုင်ရတာရှိတယ်အဲ့ခါကျတော့ပိုပြီး close ပိုဖြစ်သွားကြတယ်တယောက်ကိုတယောက်တကယ်တယုံစင်တွေပြီးတော့ဖြုတ်ရှင်တဲ့အခါမျိုးတွေရှိတယ်မဖြုတ်ရှင်တဲ့အခါမျိုးပဲနဲ့သူ့ဆွဲထားရှင်တဲ့အခါမျိုးတွေရှိကြပါတယ်အဲ့ဆိုအာ emotion တွေကတော့မျိုးစုံပေါ့နော်ရတမျိုးစုံလည်းခံစားရတယ်အဲ့တော့ကြည်တဲ့ပုံစံတွေလည်းတော်တော်စိတ်လှုပ်ရှားစရာကောင်းပြီးတော့ ကြီးဖြစ်သွားကြမှာပါဘယ်လိုပုံစံမျိုးတွေထွက်လာမလဲအဲဘယ်သူဖြုတ်စီရင်လဲဘယ်သူမဖြုတ်စီရင်လဲဆိုတာဒါပြည်သက်တွေထွက်လာရင်တော့ကြီးကြပါပေါ့เนาะအဲ့တော့အဲပလဲဝါပေးကြတဲ့ပြည်သက်တွေလည်းအဲဒီဟာလေးထွက်လာလို့ရှိရင်အဲကြီးပေးကြပါပေါ့เนาะအဲကျွန်တော်ကျွန်တော်ကလည်းအဲဒီဟာမှာဘယ်လိုမျိုးပြောထားလဲဘယ်လိုလုပ်ထားလဲဆိုတာလည်းတစ်ချက်ကြီးပေးကြပါအခုညီဆိုတဲ့ကားတော့ဒါပလဲရဲ့အဲစကားရုပ်ရှင်ကားလေးဖြစ်ပါတယ်ဒီကားလေးကလည်းအရန်ကောင်းပါတယ်အဲဒီကားလေးကိုလည်းလာရောက်အားပေးကြဖို့လို့လည်းဒီကနေ့ပြောရှင်ပါတယ်ခင်ဗျာ Me and my us all.